ကဲအားလုံးပဲစွန်းတော့ line နဲ့ကြာသွားတော့ပါ ုံးသောလိုင်းလေးနည်းနည်းကြပါလို့ပါနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ live ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနှစ်သက်စီဖြစ်စေမနှစ်သက်စီဖြစ်စေကြည့်လို့လည်းရတယ်လို့ဝေဖန်လို့လည်းရတယ်ဒါနဲ့တခုတော့တက္ကသိုလ်ရောက်ပြေးခြင်းတယ်ဘယ်လိုပြောမလို့တော်လန်ရေးကိုမနေ့တနေ့ရမှလူရဝင်အောင်လုပ်ဖို့ကြိုးစားတဲ့လူတော်တော်များများ တခါလေးလေးကြားလို့ရှိရင်ပြောရဆိုရတော့တော်တော်ခက်တယ်အဲ့တော့ဒီကနေ့ပါပြောချင်တာလဲဆိုတော့ပြောကြရတယ်ကတော့အများကြီးဖြစ်တယ်နော်ပြောကြရတယ်အများကြီးဖြစ်တယ်ရှုပ်ထွေးနေတဲ့ကာလအရန်ရေးကြီးတဲ့အချိန်တွေမှာကျွန်တော်တို့တွေကအရင်ဆိုင်နေရတဲ့ပြဿနာတွေအများကြီးပဲတီယန်လန်လေးဆိုတာက အရင်တော့တအောင်ပလောင်ပေါ့ဗျာပလောင်ဆိုတာလက်ဖက်ခူးတာတို့ဘိန်းချစ်တာတို့ဆေးကြောက်ဆိုက်တာတို့အဲ့ဆောက်လို့ပဲလုပ်တာအဲ့မှာရှမ်းနေရတော့တောင်ရလောက်ကြတယ်ရှမ်းပြည်ကကျွန်တော်ရှမ်းမြောက်မှာကျွန်တော်ရှမ်းမြောက်မှာတနည်းနဲ့အဲခဏလာအချိန်ယူပြီးတော့နေခဲ့တဲ့အချိန်ပေါ့ဗျာထားပါတော့တောင်ဝင်တစ်ခုနဲ့ပေါ့အဲ့တော့ကိုဗစ်ကာလမှာကျွန်တော်တစ်ခေါက်ရောက်ခဲ့ပြီအဲ့ဒီရှမ်းမြောက်မှာဘာတွေရှိလဲဆိုတော့ကချင်ရှိတယ် ရှာတော့တော်တော်များတယ်ကချင်တွေရှိတယ်ကြောင်မဲတိမှာကချင်တွေရှိတယ်တရားလန်လေးဘာဖြစ်လို့လက်မှတ်ထိုးလိုက်ရလဲဆိုတဲ့အကြောင်းရင်းမှာနှစ်ချက်ရှိတယ်ကျွန်တော်တို့ defense ဆက်ကွန်ပရမဆက်စင်ရေးမှာလဲဟုတ်ကတရားလန်လေးကဖြတ်မြင်းဆိုတာကျွန်တော်တို့သိပြီးသားဖြစ်နေတယ်စီးသေးစားအရင်ပြောမယ်ပြီးရွေးကောက်ပွဲကိစ္စပြောပြမယ်။နည်းနည်းတော့ရှင်းမယ်။ ဲ့တော့ဘာပြောချင်တာလဲဆိုတော့စီရင်နဲ့ပတ်သက်ပြီးလို့ရှင် TNL လေးကတော်လိုင်းရေးပုံမှာတစ္ဆာမရှိလို့အဲဆုပ်ပေးလိုက်ရတယ်ပေါ့ဗျာဆုပ်ပေးလိုက်ရတော့ပြောပါတော့ပြစ်ခက်ရဲဆဲလိုက်တယ်ပေါ့အထူးသဖြင့်တရုပ်ပေါ့သူတို့ပြောချင်တာတရုပ်အဲ့တော့ကျွန်တော်တို့ကတိန်ဒီကိုမသိတဲ့ပြဿနာရဲ့ဝါဒေတာအထူးလေးနဲ့ဆက်ဆက်နေတဲ့နေရာချင်းရွှေဘောမသိတဲ့ပြဿနာရဲ့ ူကတိန်ကြီးကိုကြော်ပြီးတော့ကွမ်လွန်သိမ်းတယ်ပေါ့ဗျာကွမ်လွန်ကတော့စောနာပြောလို့မူဆယ်ကိုဖျက်သွားတယ်လမ်းမကြီးက trigger ထဲမှာရှိတဲ့နေရာတော့လာချိုးဆိုတဲ့မြို့ဟာတက်မြို့ရနော်တက်မြို့သူတို့တွေကဒီစစ်ပွဲမှာညောင်ပိုင်းစစ်ပွဲမှာပြိပခတွေနဲ့ပြဿနာတွေအများကြီးရှိတယ်အဲဒီကြားဖြန့်ပြဿနာကမြောက်ပိုင်းကနေစပေါ်လာတဲ့ပြဿနာနော်အဲ့တော့အခုဒီလေးတောင်ပိုင်းကြီးပဲပါလာတယ် အာဟိုလူဆဲဒီလူဆဲပေါ့ဆဲတော့စုံတာပဲထားပါတော့ဗျာအဲ့တော့ကျွန်တော်တို့တွေကကျွန်တော်တို့တွေကဘာကိုပြန်တွက်ကြမလဲဆိုတော့အစ်စည်းရေးမှာ TNL လေးမပါရင်ဘာဖြစ်တယ်လဲ MNDA မပါရင်ဘာဖြစ်တယ်လဲအဲ့ TNL လေး MNDA မပါရုံနဲ့စစ်ပွဲကရက်ငါဆိုတော့လေမရက်ပြန်ဘူးအဲ့တော့ကျွန်တော်တို့ကလက်ရှိစဉ်းစားရမှာကကျွန်တော်တို့ဗမာအများစုစဉ်းစားရမှာက ရခိုင်တွေတိုက်လို့ရှိရင်ရခိုင်ဟာဗိုလ်ချုပ်ထွန်းမြေနိုင်ဘာညာလျှောက်ပြောတယ်။ဟာဒီဘက်တောင်ပိုင်းမှာဆိုဘူတာဘောတို့ဘာတို့ညာတို့ SC ဝါတို့မြောက်တာလေခမားတို့ဗမာများများတော်တော်များများဗမာများများတော်တော်များများကမြောက်ပွင့်ပြောဆိုကိုကိုတိုင်းကြတော့ဘာမှမလုပ်ဘူး။ကျွန်တော်တို့တခိုင်ကျန်ဝေပါတယ်မင်းတို့ line ပေါ်မှာပြောတယ်ဆိုတော့ကျွန်တော်တို့ကခမားတို့ဒီဘာမှမပြောင်းလဲတဲ့သတိတွေမမှန်တဲ့လူတွေချားမှာကျွန်တော်တို့အလုံးမလုပ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့မကြခင် လှုပ်လှုပ်မယ်မဖြစ်မနေကျွန်တော်တို့လှုပ်လို့လှုပ်ရတော့မယ်အချိန်ကိုရောက်ပြီဆိုတဲ့အတွက်မလို့ကျွန်တော်လှုပ်ကိုလှုပ်ရမှာအဲ့တော့ကျွန်တော်တို့ဘာပြောချင်လဲဆိုတော့အညာဒေသညီကိုတွေနောက်ကျောလုံအောင်ထားပါအဓိကကျွန်တော်တို့ကတော့ဖြစ်စီချင်တာတော့ချင်းတောင်တန်းပေါ့လားချင်းတောင်တန်းရခိုင်ရိုးမာရေပေါ့နော်မေဦးတောင်ကျောကြီးဆိုတော့အရှိကြီးရခိုင်ကလည်းသူ့စစ်မြေနာကျဲတဲ့ခါကျတော့သူ့အတွက်ဇန်တားကလိုတယ်ဇန်တားကလိုတဲ့အတွက်ရခိုင်ကလည်းလက်နက်တွေတက်ဆင်ပေးတယ်အဓိကကတော့သူကဘယ်လိုလဲဆိုတော့ ရခိုင်အစီရေးရလဲရခိုင်ပြည်နယ်ကြီးလွတ်မြောက်ရုံနဲ့ရခိုင်ရဲ့တော်လိုင်းရမပြီးဘူး။ဘာလို့ဆိုဒီကလားပြဿနာတွေအများကြီးရှိရိုရင်ကြပေါ့ဗျာခင်ဗျားတို့ပြောရိုရင်ကြ။အဲ့တော့ပြောချင်တာဗာလဲဆိုတော့ဟိုရခိုင်နေဘာလို့စစ်စစ်စစ်ဦးမှာထူးချုံပြီးတော့အောင်မြင်နေလဲဆိုရင်ရခိုင်မှာနီးနာနှစ်ချက်ရှိတယ်။ရခိုင်နေကဟိုဒါဟိုတို့ဒါဘယ်လိုပြောမလဲဟိုကျွန်တော်ပျောက်ကြားစစ်တီ တော်တော်များများသုံးတယ်လက်ဝဲအရာအရာရာကိုမိနဲ့ဖာသားဒစိမ့်အားလည်းမရတော်မှမယုံရတဲ့အဲ့ဒီဆောင်ဖို့ကိုရခိုင်နဲ့ကင်လာတယ်ကင်လာတဲ့တော့သူတို့ကနိပညာအရင်မြင်တယ်10 29စစ်စင်ရေးပထမစစ်စင်ဒုတိယစစ်စင်ရေးမှာလည်းရခိုင်ရဲ့ကချင်ရဲ့နိပူဟာတွေနဲ့နိပညာတွေအများကြီးပါတယ်နိပူဟာဆိုတာထက်ကိုနိပညာတွေအများကြီးပါတယ်အဲ့တော့အဲ့ဒီနိပညာတွေကတိုက်လေရင်ဒေသတော်မှာအဲမြင့်မာပြန်တန်းလို့ရတဲ့ drone တွေပေါ့ဗျာ ရံမာတော်ဖြတ်လို့မရဘူးအဲ့တော့အဲ့လိုနှီးပညာကြီးရခိုင်မှာရှိတယ်ဒီတော့လည်းရခိုင်ရဲ့တိုက်ပွဲအတိုင်းကအခုကျွန်တော်တို့ jet fighter နဲ့ခင်ဗျားတို့ခြားရတယ်ဆိုတော့ဘုံသီးတွေထောက်ကို location တိကြတယ်ထိလည်းထိရောက်တယ်ကျွန်တော်ဘယ်လောက်ပဲပြောချင်တယ်နော်ဟိုတခြားကိစ္စတွေတိတ်ပြောလို့မရလို့ကျွန်တော်စီရီယာကျွန်တော်မပြောဘူးအဲဒီနီးပညာလေးတခုတော့ရခိုင်နေအများကြီးတာတယ်ပြီးတော့ရခိုင်လူမျိုးတွေရဲ့မျိုးချစ်စိတ်ကအရန်ပြင်းထန်တယ် ခံစားချက်တွေ나ကြီးချက်တွေဖိနှိပ်ခံရတဲ့အဲဘယ်လိုပြောမလဲဖိနှိပ်ခံရတဲ့တို့လူမျိုးတွေဖိနှိပ်ခံရတဲ့ဖိနှိပ်ခံရတဲ့စိတ်ကနိုးကြွလာတဲ့ခါကျတော့ကျွန်တော်တို့ကွန်မြူနီစကားနဲ့ပြောမလို့ပစ္စည်းမဲ့လူတန်းသားတွေရဲ့နိုးကြွလာတဲ့စိတ်တက်ကိုဘယ်အာနာရှင်အမှရိုက်ချိုးလို့မရဘူးเนาะအဲ့တော့ကျွန်တော်တို့နိုင်ငံမှာကသူ့အစုနဲ့သူသူ့အုပ်စုနဲ့သူရှိတယ်အခုခင်ဗျားစဉ်းစားကြည့်ကြာနေတို့ရခိုင်ကျွန်တော်လည်းမကြိုက်ပါဘူးဒီစကားစရဲ့ အဲဒီဥစ္စာဒါသူတို့မှလည်းဂျင်းနဲ့ကြက်ထဲကပြဿနာပေါ့ကျွန်တော်ကပြည်သူတယောက်အနေနဲ့ဝေဖန်လို့ရတယ်နိုင်ငံရေးသမားတယောက်အနေနဲ့ဆိုလကောင်းအဲကျွန်တော်တို့အမှုပညာရှင်တယောက်တော်လည်းကောင်းဝေဖန်လို့မရဘူးဘာလို့မေးခွန်းတွေအများကြီးရှိတယ်ကျွန်တော်ပြည်သူလူတွေကိုနည်းနည်းသင်ပေးခြင်းနဲ့ရခိုင်လူမျိုးတွေကလည်းသူတို့လူမျိုးထင်ရင်သူတို့မခံဘူးလေဒါကရခိုင်လူမျိုးရဲ့စိတ်ဓာတ်ပြင်လဲဒီတိုင်းပဲကိုယ်လူမျိုးထင်ရင်ဘယ်သူမှမခံဘူးကိုယ်လူမျိုးကိုထိလို့ခံနေတယ်မှာဗမာတွေအများဆုံးပဲ မင်းတို့ဘရုသေးသေးငတေးမှန်ပြီးတော့အလိန်လဲခံတယ်အညာလဲခံတယ်အဲဟိုအနှင်းမဲနှိပ်စက်မှုလဲခံတယ်မခံနိုင်တဲ့အဆုံးမှအော်သိရင်အော်တယ်အော်သိတဲ့အချိန်မှမအော်ဘူးအဲ့တော့ပြောချင်တာဘာလဲဆိုတော့သူများမျက်ချီပဲမြင်မနေကြနဲ့ကိုမျက်ချီလေးလဲကိုပြန်ကြည့်တီယန်လန်လေးဘာအကြောက်ဆုတ်သွားလဲဆိုရင်ကျွန်တော်ပထမလိုက်ဒီမှာကျွန်တော်လိုက်ကိုအများနဲ့ကြည့်တဲ့လူဆိုရင်တီယူတီယူတီလိမ့်မယ်ပါဆိုတော့ TNLN လေးနဲ့ MND ရဲ့ဘန်းအကောင့်တွေတဲ့ကိုအမေရိကန်ဒေါ်လာတွေထည့်ပေးတယ်။အဲ့ဒီ TNLN ရဲ့ MND ရဲ့ ်ဘန်းအခောက်တွေကတရုတ်ပြည်ထဲမှာဖြစ်တယ်။နော်အဲ့ဒီပတ်စံတွေကဘယ်ကလာလဲဆိုတော့ကိုယ်ပေါ့စဉ်းစားကျွန်တော်တိတ်စကားတွေအများကြီးမပြောဘူးကျွန်တော်ပြောခဲ့ပြီးပါပြီ။အဲ့တော့ကျွန်တော်တို့ကအဲဘယ်လိုတော်လန်ရေးကိုလုပ်နေတာလဲ။ဘယ်လိုခံယူချက်မျိုးနဲ့ရှောက်တာလဲ။ကျွန်တော်တို့ခင်ဗျားတို့ပြောလိုက်ရင်ဟာခရင်တွေကစစ်မတိုက်ဘူးတောင်ပိုင်းမှာဘာဖြစ်တယ်မြောက်ပိုင်းမှာဘာဖြစ်တယ်ရှောက်ဝေးပန်းနေတယ်ကိုယ်ဆောက်လို့ကိုမလုပ်ဘူးသူကကိုယ်လို့ကိုလုပ်ရင်သူများအကြောင်းစဉ်းစားကြတော့မလိုဘူးလေ။ ဲ့တော့ပြောချင်တာဘာလဲဆိုတော့ကိုကိုတိုင်းကြတော့ဘာမှမလုပ်ပဲနဲ့သူများတကဘေးကျန်နေချက်ဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်ရှင်းရမယ်အခုဆိုရှင်ဒါ driver mighty rider mighty ဆိုရင်ဘလောက်ယူသားလဲဆိုရင် ထောင်ထဲမှာဆိုတော့ရှစ်ကိုတိုင်မနေရတဲ့လူမင်းတို့ပိုင်တကွန်တို့ PDU တို့ driver mighty တို့လာလိုက်အမှတ်တွေတပုံးကြီးမှာအဲ့မှာကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ driver mighty လို့လူမျိုးတော်မှာအဖမ်းခံရတယ်ဗျာဒါတခြားလူတွေလည်းပါသွားတယ်ဗျာ2ယောက်3ယောက်လောက်ရှိပြီထားပါတော့ ထားပါတော့ဒါထားပါတော့အာနာရှင်ဆိုတာက तू မကြိုက်ရင်မကြိုက်တဲ့ပုံစံတိုင်းလုပ်မှာပဲကျွန်တော်တို့ကအာနာရှင်ပုံစံတိုင်းလိုက်လို့လို့မရဘူးဟိုတလောတဲ့ကအဲဒီမီဒီယာမှာတက်လာတာဟိုစတားလင်းကိစ္စနဲ့အမန်လေးပီဒီအေဒီပြဿနာတက်တဲ့ကိစ္စမှာလည်းကျွန်တော်တို့ပြောခဲ့ပြီးပြီကျွန်တော်တို့ကတော်လန်ရေးလောက်တာဖြစ်တယ်ကျွန်တော်တို့ဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တယ်အဲ့တော့နိုင်ငံရေးသမားအဆင့်ကိုတော့ကျွန်တော်မရောက်သေးဘူးအဲ့တော့ကျွန်တော်တို့ကဝေဖန်ကြကြီးဝေဖန်မယ်ကန့်ကွက်ကြကြီးကန့်ကွက်မယ်ပြောစရာရှိပြောမယ် ဲတော့မန်လေး PDF တွေကိုအခုတော့စိုးရိမ်နေပေါ့မန်လေး PDF ကငကိုတဲကခင်ဗျားတို့မှတ်မိမလားမသိဘူး30 20ဒူရီယာစစ်စီပြီးတဲ့အချိန်ပေါ့ဗျာ2024ဆယ်လတန်းတော့ဖြစ်မယ်အဲမန်လေး PDF ကကြီးညာချက်တွေကိုကြည့်ရင်ခင်ဗျားတို့သိမယ်သခိုင်းတိုင်းအတွင်းမှာထိုးအဲတိုးချက်ဖွင့်လင်းမှုအတွက်သခိုင်းတိုင်းအတွင်းမှာမန်လေး PDF ကိုတိုးချက်ဖွင့်လင်းရင်အတွက်အဲလူတွေခေါ်လဲဆိုတဲ့ကိစ္စ အဲ့မှာဒလန်နေပါသွားတယ်ပေါ့စစ်မှုမထမ်းမနေရပါညာနဲ့သားပါတော့ဗျာဒါတွေကတိတ်မပြောချင်တော့ဟုတ်ပြီ MNDA နဲ့ TNL လေးပေါ့ TNL လေးဘာလို့လက်မှတ်ထိုးပေးလဲတရုတ်ဖိအားလို့ဘာလို့တော့ပြောတယ်အဲ့တရုတ်ဖိအားကြီးဖြစ်လာအောင်လို့ဘယ်သူတွေလုပ်တယ်ဆိုတာကိုခင်ဗျားတို့ကိုကြောင်ကိုသိရင်ခင်ဗျားတို့စောက်ချိုးတွေပြင်ပါနော်ခင်ဗျားတို့တိုင်းရင်းသားတွေလည်းဒုက္ခပတ်ပေးတယ် KIU မကျင်းတဲ့တိုင်း MNDA ကို TNL လေးကိုမြှောက်ပေးစရာစောက်ချောင်းမရှိဘူး အဲ10ဆက်ကုန်ပထမဆစ်စင်ကြီးမှာတဲကမြောက်ဝဲတွေပြတယ်လို့လို့လက်ဝေခံမလို့လို့မြောက်ပိုင်းမှာဓာတ်ပုံတွေရိုက်ပြီးတော့ line ပေါ်တင်ဟိုခေါင်းဆောင်နဲ့ဖတ်ပြီးဓာတ်ပုံတွေစောက်ချက်မရှိဘူးမင်းတို့နိုင်ငံရေးလုပ်တယ်ဆိုတာအောက်တန်းစားနိုင်ငံရေးတွေများတယ်ဒီနိုင်ငံမှာကဘယ်လိုလဲဆိုတော့အဲလူကြီးလူကောင်းတွေစစ်ကောင်းဆောင်တွေနိုင်ငံတော်အတိုင်းအမြင်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်လူမျိုးတွေဟာအဲ့လိုပုဂ္ဂိုလ်ကြီးတွေဓာတ်ပုံတွဲရိုက်လိုက်ရင်ဒီကောင်ကလူရောင်ဝင်သွားပြီကျွန်တော်တို့တိုင်းပြည်ရဲ့လူတွေရဲ့ပြဿနာကအဲ့ဒီစောက်ပြဿနာ ကိုကိုတိုင်အဲ့ဒီခေါင်းဆောင်နေနားကိုရောက်အောင်မသွားဘဲနဲ့အဲ့ခေါင်းဆောင်နေနားကိုအချောင်လိုက်ပြီးသွားတဲ့ကောင်တွေကိုလေးစားနေကြတာကျွန်တော်တို့တိုင်းပြည်မှာအဲ့လိုပုံကိုယ်တွေများနေတဲ့အတွက်မလို့ကျွန်တော်တို့ပြည်သူလူထုကလည်းပိန်းနေတဲ့အတွက်မလို့အဲ့လိုဖြစ်တာเนาะအဲ့တော့ပြောချင်တာဘာလဲဆိုတော့တော်လန်ကြီးကဘသောပြီးမလဲဆိုတော့ကြာအောင်မယ်၃နှစ်လောက်ထပ်ကြမယ်၃နှစ်လောက်ထပ်ကြမယ်အဲ့တော့ ခင်ဗျာစဉ်းစားကြည့်ပြအနုပညာရှင်ဆိုလဲအနုပညာရှင်ဟာနေတိုးဘာဖြစ်တယ်မြင့်မြတ်ဘာဖြစ်ကျွန်တော်တို့ရဲ့ဝေဖန်မှာပဲကျွန်တော်တို့ပြောတာပေါ့ဗျာဒါပေမဲ့သူများတကလူမျိုးရေးထိလိုက်လိုက်တဲ့နိုင်တဲ့အထီကိုဝေဖန်တာတော့မကောင်းဘူးကျွန်တော်တို့ကလူမျိုးရေးဝေဖန်လို့မရဘူးလူပုဂ္ဂိုလ်တဦးချင်းတယောက်ချင်းစီမှာအခက်အခဲပြဿနာတွေရှိနေပါဒုက္ခတွေအဲ့ဒုက္ခတွေကိုခင်ဗျားတို့ဝေဖန်တတ်မယ်ဆိုရင်အခုထွက်ပြေးွားတယ်ဗျာဟိုအာနာသိမ့်မအိမ်ကြီးရောက်ပြီးတော့အမေရိကမှာအိမ်ဝယ်တယ်ဆိုတော့ ဟာချစ်သူဝေလိုလင်မယားတွေဟာပန်ဆယ်လိုလိုကောင်မမျိုးတွေမြို့ရောင်သိန်းလိုကောင်မျိုးတွေခင်ဗျာစဉ်းစားကြည့်ဗျာနောက်စာရေးဆရာတွေရောကဗျာဆရာတွေရောဟိုရောင်ရောင်ဒီရောင်ကတ်တွန်းဆရာတွေရောသူတို့ဒါဒီတိုင်းပြန်နေပြီးတော့ refugee ရှောက်ပြီးတော့ဟုတ်တယ်လားအဲဟိုဘယ်လိုဆိုမလဲ ICRC ရှောက်ပြီးတော့ခင်ဗျားတို့ထွက်ပြေးဝါကြတဲ့ခြေလွတ်လွတ်လွတ်ပြည်ပကနေပြီးတော့ချစ်ပြနေကြအဲ့ဒီလိုလူမျိုးတွေကိုစောက်တင်ကြီးနေပြီဆိုတဲ့ဟိုကအဲ့ဒေါ်လာကြီးကစောက်သုံးမကြတော့ရှင်းရှင်းလေးပဲ ပထမတစ်ခေါက်လဲခင်ဗျားတို့ခံရပြီဗျာတော်စုနာမှာတပုံလေးတွေရိုက်ဟိုခေါင်းဆောင်နဲ့တွေ့ဟိုခေါင်းဆောင်နဲ့ဟိုပြောမယ်ဆိုဗမာစကားလို့ပြောမယ်ဆိုတော့ဟိုခွေးရောက်ဟိုတက်နေလောဒီခွေးရောက်ဒီတက်နေလောအဲ့လိုတက်လေဟိုလှော်ပါများတဲ့ခါကျတော့ဗျာပြီးတော့စောက်ပုံမလားတော့သိတယ်မလားဟိုအရေးစကားနဲ့ပြောမယ်ဆိုတော့ဟိုဘယ်လိုပြောမလဲကရောင်းချိုက်ကြားဖင်ကြားနဲ့ပြီးစလဲဗောသိတယ်မလားပြီးစလဲစောက်ချင်းတွေသဘောတွေကြားနေတာအဲ့တော့အဲ့လိုစောက်ချင်းတွေသဘောကြားတဲ့ခါကျတော့အဲ့လိုလူမျိုးတွေကို လှုပ်ရှားရဲသွားတာလှုပ်ရှားရဲသွားတာအဲ့တော့နေတိုးကိုပြဿနာရှာမယ်ဆိုရင်ငါတို့ကနေတိုးလောက်ချမ်းသာလားအမြင့်မြတ်ကိုပြောမယ်ဆိုမြင့်မြတ်ဆိုတာကအောက်ခြေကတက်လာတဲ့အရင်တော့ဆိုကားမောင်းတဲ့စပယာအဆင့်ပဲရှိတယ်မီတိုးမှန်လို့အဆင့်တော့မဟုတ်ဘူးကျွန်တော်တို့ရုပ်ရှင်ရှင်မှာရုပ်ရှင်ရှင်ရဲ့သဘောတဘာဝကိုနားလည်မယ်ဆိုရင်တော့မီတိုမန်တို့ဆိုတာပညာရှင်ပဲမီတိုမန်တို့ဆိုတာလည်းပညာရှင်ပဲအလင်းမောင်ခွဲတာပေါ့နော်အဲ့တော့ပြောချင်တာကရခိုင်တွေရဲ့တော်လန်ရေးကိုသဘောကျရင်ရခိုင်တွေဘယ်လိုကျင့်နေစဉ်းစား ရခိုင်တွေကလှုပ်ဝက်တယ်တေသက်တယ်အလုံးလုံးတာပြီးတော့မဟာမိတ်စုဖွဲ့မှုမိဘစုဖွဲ့မှုကကျယ်ပြန့်တယ်ရခိုင်ရဲ့စစ်ရေးကအကျယ်ကြီးအဲ့အတွက်မို့လို့ရခိုင်တွေကနေရာတိုင်းမှာရှိတယ်လို့ကျွန်တော်ပြောခဲ့ပြီးပြီကရင်ပြည်နယ်မှာလည်းရှိတာပဲကရင်နီမှာလည်းရှိတာပဲရှမ်းမြောက်ရှမ်းတောင်မှာလည်းရှိတာပဲကချင်မှာလည်းရှိတာပဲချင်းမှာလည်းရှိတာပဲဗမာပိုင်းဖြစ်တဲ့အညာမှာလည်းရှိတာပဲတို့ရခိုင်မှာလည်းရှိတာလေအေရဝတီတိုင်းမှာလည်းရှိတာရန်ကုန်တိုင်းမှာလည်းရှိတာပဲပဲခူးတိုင်းမှာလည်းရှိတာပဲနေရာတိုင်းမှာရခိုင်တွေဘာလို့ရှိကြလဲသူ့ရဲ့ပြဿနာက အမှန်တန်ကြီးတယ်သူရှင်းရမှာပြဿနာကအင်တာနက်ရှင်နဲ့အထီကိုရှင်းရမှာเนาะကဘာနဲ့ကိုရှင်းပြီးရှင်းရမှာအဲဒါကြောင့်ဘူဂျိုးထွန်းမြတ်နိုင်လို့ကစိန်ခေါ်တယ်အဲကုလသမဂ္ဂရဲ့လူခွင့်ရေးစာနာတဲ့เนาะခင်ဗျားကိုယ်တိုင်လာပြီးတော့ကြည်ပါရခိုင်ပြည်နယ်ဆိုတာပြောချင်လို့ပြောတာမဟုတ်ဘူးအကြောင်းရှိလို့ပြောတာပြီးတော့ကျွန်တော် UNG ဟိုမားကရိုဟင်ဂျာပြဿနာတက်နေပါတယ်ဆိုမှပဲခေါ်လားကျွန်တော်တို့ကမြန်မာနိုင်ငံသားအစ္စလမ်ဘာသာဝင် မြန်မာနိုင်ငံသားခရစ်ယာန်ဘာသာဝင်မြန်မာနိုင်ငံသားဟိန္ဒူဘာသာဝင်မြန်မာနိုင်ငံသားတမဲဘာသာဝင်ဘာသာတရားကိုတော့ကျွန်တော်တို့ကနားလည်ခွင့်လို့ချစ်ပေးလို့ရတယ်လူမျိုးရင်းနဲ့ပတ်သက်ရင်ကျွန်တော်ပြောခဲ့ပြီးပြီလူမျိုးတစ်မျိုးမှာစာပေရဲ့ယဉ်ကျေးမှုရဲ့ဓလေ့ထုံးစံရဲ့ဆိုတာသိအရေးကြီးတယ်။တမိုင်းနေနဲ့စကားပြောတဲ့ခါကျရင်စာပေသူ့ရဲ့ ရှင်းစွာစာပေးရှိရမယ်စာပေးမရှိဘူးဆိုရင်ဟုတ်ပြီနော်စာပေးမရှိဘူးဆိုရင်တိလားယဉ်ကျေးမှုရှိရတယ်ဒလေထုံတန်းအစင်လာယဉ်ကျေးမှုရှိရတယ်နော်ဒလေထုံစန်းအစင်လာနော်ယဉ်ကျေးမှုရှိရတယ်အဲ့ဒီနှစ်ခုမှမပြနိုင်ဘူးအဲ့ကောင်ကလူမဟုတ်တော့ဘူးလူမျိုးစုမစစ်တော့ဘူးစစ်မှန်တဲ့လူမျိုးမဟုတ်တော့ဘူးရောင်ဝမ်းဝမ်းနဲ့အချောင်စားဖို့တော့ဒီနိုင်ငံကိုလာတယ်လို့ကျွန်တော်သတ်မှတ်တယ် ကျွန်တော်ပြောတာကခမည်းမိုင်တင့်ငုတ်တို့ပဲကိုယ်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 ပါပဲကိုယ်ကိုယ်ကိုယ်တည်းမြန်မာနိုင်ငံသားဖြစ်ထိုက်တယ်ညီသူမဆိုးဒါဥပဒေနဲ့အညီဒါတော့မှကျွန်တော်တို့ကယနေ့ချိန်ထိမှတ်ပုံနေမလုပ်ဘူးဆိုတာနိုင်ငံသားစီစီရေးကကြားလို့ရေးတဲ့တော့မလို့မကြိုက်လို့မလုပ်တာရှင်းရှင်းလေးပဲပန်းရောင်ကတ်တွေကျွန်တော်တို့လာမပြင်းချင်းခမည်းတို့တရုတ်တွေကလားတွေဗျာဟိုမှာတဘုံကြီးမှာခမည်း green ကတ်ရတာမြန်မာနိုင်ငံမှာလည်းအစိမ်းအောင်ကတ်ရှိတယ်နိုင်ငံသားဖြစ်ခွင့်ကတ်ဒါပေမဲ့အခွန်တော့ဆောင်ရတယ်သူ့မှာဝန်ဆောင်မှုတွေပေးရတယ်နိုင်ငံတော်က အဲ့တော့ပြောချင်တာအဲ့ဒီလာဝကကိစ္စတွေမပြောတော့ဘူးလနေ့ယနေ့ဖြစ်နေတဲ့ကိစ္စကို ပြောမယ်ယနေ့ဖြစ်နေတဲ့ကိစ္စကတီအန်လန်လေးတယောက်တည်းဖြစ်နေတဲ့ပြဿနာလည်းမဟုတ်ဘူးဟိုကကချင်ဆောက်သုံးမကြလို့ကရင်ဆောက်သုံးမကြလို့ဟိုလူဆောက်သုံးဘလူမဆောက်သုံးမကြလို့ဖြစ်တဲ့ပြဿနာမဟုတ်ဘူးကိုကိုတိုင်းဆောက်သုံးမကြတဲ့ပြဿနာအဲ့ဒီပြဿနာလည်းအသုံးမကြဘူးလို့ပြောတဲ့လူတွေရဲ့အသုံးမကြတဲ့ပြဿနာဘာလို့ဆိုတော့ကျွန်တော်ပြောခဲ့ပြီးပြီဟုတ်လားဒေါ်စုနဲ့ဓမ္မုံတွေ့ရရင်အဲ့ဒီလူကဆရာကြီးဖြစ်သွားပြီ ဟုတ်လားဘိုးကျိုးထိုးမြှင့်နိုင်တဲ့ဓာတ်ပုံတွဲရရင်အဲ့လူကဆရာကြီးဖြစ်သွားပြီဟုတ်လားဒီမှာအခုကေရမှာဆိုအဖူဘောကျော်ဟောရတော့ဗျာသူတို့ကဓာတ်ပုံတွဲရရင်ဆရာကြီးဖြစ်သွားပြီငါဘာလူမျိုးဆိုတာကိုကိုတော့မခွဲခြားတတ်ဘူးကျွန်တော်ပြောရမယ်မြန်မာနိုင်ငံမှာခေါင်းစဉ်တွေမှားနေတဲ့လူတွေအများကြီးပဲခေါင်းစဉ်တွေမှားနေတဲ့လူတွေအများကြီးပဲဗမာအမျိုးသားရေးဘာညာပေါ့ဗျာခေါင်းစဉ်တက်ထားတဲ့တက်မတော်တွေရောဘာရောထားပါတော့ဗျာကျွန်တော်တို့ဗမာ unit ကို UNG ကခွင့်ပြုမှာ ဗမာ unit လုပ်လို့ရမှာလားပြီးတော့ CRB ကခွင့်ပြုမှကျွန်တော်တို့ကဗမာ unit လုပ်လို့ရမှာလားတော်လန်ရေးပေါ်အချောင်လေးအချောင်စားတဲ့ကောင်တွေအများကြီးကျွန်တော်တို့တွေ့ရတယ် NUG အချောင်စားတာကိုသွားမပြောနဲ့ကိုကိုတိုင်းကတော်လန်ရေးမှာဟာလာတနတ်ပေးပါမယ်မင်းတို့လူတခွဲစာပြည့်အောင်စုပါအညာမှာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်အထူးသဖြင့်အညာဒေတာပေါ့ဗျာဧရာဝတီဘကိုးနဲ့အညာဒေတာပေါ့ဘကိုးတိုင်းအနောက်ချမ်းပေါ့ဗျာမကွေးမကွေးတို့သခိုင်းတို့ ဟုတ်လားအေယာဝတီတိုင်းတို့မှာရှိတဲ့လူတွေကျွန်တော်ကူညီခဲ့ပေးဘူးတဲ့အများကြီးပဲကျွန်တော်တည်းဆရာကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တော်လန်ရေးကိုယုံကြည်နဲ့လုပ်နေတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တော့ဘာမှမပေးနိုင်ဘူးကျွန်တော်တို့သူများကြီးကလိုက်တောင်းစားနေရတာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လက်နဲ့လူချင်းလေလူစုလိုက်မင်းတို့လူတစ်ခွဲသာစုလိုက်ဒါမှမဟုတ်15ရောက်တော့ကျွန်တော်ဟိုတက်စိတ်တစိတ်သာနှစ်စိတ်သာတော့ရအောင်စုလိုက်ခွဲတစ်ခွဲမပြည့်ဘူးဆိုလေအဲ့ကနေပြီးတော့ကိုကတိုက်ရိုက်ခိုက်အလို့ရိုက်ခိုင်ပြပေး နော်ဟိုမှာရခိုင်နေနဲ့ငါတို့ချိန်ပေးမယ်ဒါမှမဟုတ်ကချင်နေချင်းနေနဲ့ချိန်ပေးမယ်ကျွန်တော်လည်းအဲ့လောက်တည်းပဲကိုညီနိုင်မှာပေါ့ပြီးတော့တပ်ပေါင်းစုလို့ပြောတဲ့ကောင်တွေကိုလည်းကျွန်တော်တခွန်းပြောအောင်မယ်ဟိုတနေ့ကလည်းကျွန်တော်အစည်းအဝေးလေးတစ်ခုတက်ပါတယ်နော်ဒီရွေးကောက်ပွဲ election ကိုတဲ့အဆန့်ကျင်ကန့်ကွက်ပါညာတာတကာလုပ်ဖို့လို့ဟိုစောက်သုံးမကြတဲ့ကိစ္စတွေလည်းပြောရတယ်ဟိုမှာပြဟိုကောင်ပြရွေးကောက်ပွဲလုပ်တော့မယ်ခုမှစန့်ကျင်မယ်ကန့်ကွက်မယ်လည်းလုံးအဲ့တော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကြီးပြီးပါရင် နောက်ရွေးကောက်ပွဲကနောက်တစ်လအတွင်းမှာကျင်းပတော့မှာအဲ့တော့ဇန်နဝါရီနဲ့ဟာလာဒီဒီဇင်ဘာနဲ့ဇန်နဝါရီပေါ့ကွာအဲ့တော့ပြန်စင်းစားကြည့်ပါအဲကျွန်တော်တို့ပြန်ပြောကြည့်ကြမယ်ကျွန်တော်ပြန်ပြောကြည့်ကြမယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဘာပြောကျင်တာလဲဆိုတော့တစ်ခုပဲရှိတယ် TNL လေးဘာကြောင့်ငင်းငင်းဆွေးနွေးသွားတာလဲ MNDA ဘာလို့တရုတ်စကားနားထောင်တာလဲဆိုတဲ့ကိစ္စမှာနှစ်ခုရှိတယ် ျွန်တော်တို့ကဟာ MLD ရဲ့စစ်မတိုက်ဘူးဗျဖြစ်တယ်ညာဖြစ်တယ်လက်မှတ်ထိုးတယ် TNL စစ်မတိုက်ဘူးဟဲ့ောက် TNL လေးမင်းတရုတ်စကားနားမထောင်နဲ့မင်းလိုတဲ့ခဲရန်ကြီးတွေငါတို့ပေးမယ်မင်းတို့ရဲ့လူလူဖူလုံဖို့အတွက်ခဲစားနှက်ရက်ကတည်းငါတို့ပေးမယ်ဆိုပြီးတော့ဘယ်သူမှမပြောဘူးဟုတ်ပြီနော်ဒါတစ်ချက်နော် TNL ရဲ့အောက်ခြေရဲ့ရဲဘော်တွေကမှလည်းအဲပလောင်ဆိုပေမဲ့လည်းပလောင်စစ်စစ်တွေကလည်းနဲပြန်ရောဒါကျွန်တော်တို့ကတချို့ကိစ္စတွေတိတ်မပြောချင်ပါဘူးနော်ဟိုလူမျိုးရေးတွေပါမှအကြောက်လို့ကျွန်တော်မပြောချင်ဘူး အဲ့တော့တီအန်လန်လေးကလည်းရှည်တန်းစစ်မြေနာပြင်ကိုအသွင်ယူပြီးတော့တခြားတနည်းနဲ့သူလွှတ်နေတာရှိတယ်။အဲ့တော့ဟိုတီအန်လန်လေးဒီဒါ2010နောက်ပိုင်းကြမှာဒါ2017ဆက်နှစ်မှာပေါ့အားကောင်းလာတယ်ပေါ့ဗျာ2013 14မှာဆိုတာအကျွန်တော်2017မှာဆိုဟိုဒါ KYA ဌာနချုပ်လှိုင်းစာမှာဘုံကျဲခံကတော့ကျွန်တော်တို့ရတက်မှုတရားဝပါပါတယ်တီအန်လန်လေးကလည်းပါတယ်အေကလည်းပါတယ်ပေါ့နော်17ယောက်ကြာသွားတယ်။ခဏမှတ်မိမှာဒီ2017လောက်ကပေါ့။ထားပါတော့ဗျာ။ဒါဒီမပြောတော့ဘူး။အဲ့တော့ ယနေ့ကာလသက်အရေးကြီးတယ်ဘယ်လောက်ထိအရေးကြီးလဲဆိုရင် အခုစကားစကားဘယ်လောက်ထိညံပြေးလဲဆိုရင်အမှုပညာရှင်တွေဖြစ်တဲ့မြင်းမြတ်တို့နေတို့တို့ဘာတို့ညာတို့အောင်ခိုင်တို့စောစောစီ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 စောစော ရုပ်တံဖိုင်လေးတွေပို့လိုက်တယ်အပြည်သူတွေကြားမှာအဲထွေပြားသွားအောင် ရွေးကောက်ပွဲဆိုတဲ့ဟာထွက်တခုကျွန်တော်တို့ရွေးကောက်ပွဲဆိုတာတဲ့ဟာကို အဲလူမျိုးရေးမုံတီးမှုတွေပုံကွေမုံတီးမုံတီးမှုတွေကပါလာပြီကျွန်တော်တို့ကတမိုင်းသိတဲ့ခါကျတော့တမိုင်းကိစ္စကိုပြောရမယ်ဒါဇင်ဝိုင်းတို့ဒါမင်းမော်ကုန်းတို့ဆိုတာလေအရင်တော့ကကြတော့လေစစ်ကားရိုက်လာတာပါအာဒွေးတို့ကြော်ဟင်းတို့ခေတာလေဝေလဲမွေးကြွေလဲမွေးဆိုတဲ့ကားအရင်နဲ့မကြည့်တဲ့ကျွန်တော်တို့လည်းကြိုက်ခဲ့တဲ့ကားပဲဒါပေမဲ့ဒီစစ်အုပ်စုရဲ့ဝါဒဖြန့်ချီကားပဲကျွန်တော်တို့ကနမဲကြီးမင်းသားမင်းသမီးတွေတောင်ဒုက္ခဒုက္ခက လုတ်ခါရလုတ်ခဲရလုတ်ခဲရမလုတ်လို့မရဘူးမလုတ်လို့ချင်းအကယ်ဒမီလည်းမရဘူးရုပ်ရှင်ပိတ်ခွင့်လည်းရုပ်ရှင်ဟိုသူ့ရဲ့ dialogue တွေထုတ်ပြောခွင့်လည်းမရှိဘူးဒါသူတို့စင်စာဖြတ်တာတော့ဘာလို့ရှိတာပေါ့နော်အများကြီးအဲ brighter mic ကြီးကဘာလို့ဖန်ခံလဲဆိုတော့ဘယ်သူကမှနှထင်ကိုတနည်းနဲ့တိပြီးတော့ချိန်ချပြီးလုတ်ခိုင်းတာမဟုတ်ပါဘူးတဲ့အဲ့ဒီပို့ဆိုတော့သူပြန်ဖြတ်သွားတယ်အဲ့ဒါကိုခင်ဗျားတို့ UNG media သတောင်းသား media ပေါ့ပြီးပဲ media လား အဲ့ဒီမီဒီယာအော်လိုက်တာစပြီးတော့ဒရိုက်တာမိုက်ဒီကတော့ပြောရဲဆိုအဲ့ဒီနေ့ပဲအဒရိုက်တာမိုက်ဒီပါပါတယ်22ရက်နေရပေါ့ဒီလ22ရက်နေရ तू ကအကောက်မှမတက်လာတော့ဟာကိုမိုက်ဒီရှူတင်မဲ့သွားလာပါလဲမသွားကိုကတော့သတိမထားမိဘူးပြီးလဲပြီးတော့ဆောနမမှာဟိုသားနဲ့ကျင်ညာတော့စကားစားဘက်ကကျင်ညာတော့မှာဟာကိုမိုက်ဒီအဲ့လိုရှူပါလာတာဆိုကျွန်တော်လည်းထင်တော့ထင်လိုက်တယ်အဲ့ဒီကသူဖန်းခံရတော့မယ်ဆိုတာကျွန်တော်တို့ကပုံကိုရေးနေလူမျိုးရေးနေ နိုင်ငံရေးနဲ့စစ်ရေးနဲ့ခန္ဓာတွေခွဲရမယ်ကကျွန်တော်တို့အခုပြည်သူလူထုတော်တော်များများလုံးချရတာများတယ်ကိုယ်စောက်သုံးမကြတိုင်းသူများကိုအပြစ်ဖို့ပြီးတော့အာယုံလွဲဖို့ချင်းစားတယ်စကားစလို့ပဲစကားစကားအခုကအမျက်အများကြီးရပါပြီရခိုင်နေအပေါ်မှာတန်လျာစိတ်တွေရခိုင်လူမျိုးတွေကိုမုန်းကျင်တဲ့စိတ်တွေရှိလာအောင်သွားပေးတယ်နေတို့ကိစ္စပေါ့နေတို့ဆိုတာရခိုင်လူမျိုးစစ်တွေသားပေါ့ဗျအဲ့တော့ပြောချင်တာပါလေဆိုတော့ကျွန်တော်တို့ရခိုင်လူရခိုင်လူမုန်းတာနဲ့ အနေတို့ကြည့်မရနဲ့မတူးတော့အနေတို့ဆိုတာလေသူ့ရဲ့ပိုင်ဆိုင်မှုကအများကြီးပါကားတကားရရချင်းအခုဆိုနေတို့ဆိုဘယ်လောက်ရပြီလဲအရင်တော့တော့ तू က800 900လောက်ရတယ်အခုတော့ तू 400ကျော်လား900လားမသိရုပ်ရှင်စကားရရင်3500 3800လောက်ရတယ်ရုပ်ရှင်အစည်းရုံးရဲ့ရုပ်ရှင်ထုတ်လုပ်ရေးရဲ့85ရာခိုင်နှုန်းကိုမယောင်နိုင်တားသမီးကြီးပိုင်သွားတာရောခင်ဗျားတို့သိကြပြည်တီဦးတို့ဘာလို့ဖမ်းခံရတာလဲလူမင်းတို့ဘာလို့ဖမ်းခံရတာလဲ ပိုင်တကုံလို့ဘာလို့ဖန်းခံရလဲဆိုတာအချောင်းပြချက်တွေအများကြီးရှိတယ်။ကိုမိုက်ဒီဒီအရန်ယူသားပါတယ်။ကိုမိုက်ဒီကိုကျွန်တော်လေးစားပါတယ်။သူ့မှာဦးမိုက်ကင်စာရှိပါတယ်။အဲဒါပေမဲ့အခုတော့သူစေးတော့တော့နည်းနည်းတက်တာပဲ။ဒါထောင်ထဲရောက်ရင်တော့ကျွန်တော်တို့နည်းနည်းစိုးရင်လည်းပေါ့နော်။သူ့မှာဦးမိုက်ကင်စာရှိပါတယ်။ပြီးတော့သူ့ညမဖြစ်တဲ့လင်းစာနီဆိုတာအရန်ယူသားပါတယ်။နော်ရွှေတောင်ကောက်ဆွဲတွေရောင်းဦးသူသမီးလေးနဲ့ဟိုတစ်တော်လေးတွေဘာလေးတွေကြွညာလေးတွေရိုက်ပြီးတော့သူတို့အဲ့လိုစီးပွားချတယ်။သူတို့မှာလောဘမရှိဘူး။ အဲ့လိုအကြမ်းရိုးသားတဲ့လူတွေပါသွားတဲ့အတွက်ဆာကဆာကိုလည်းကျွန်တော်တို့ကတတိတစ်ခုပေးတင်တယ်။ငါနဲ့မတူငါရန်သူငါပြောသမျှအားလုံးကအောင်မြင်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ခင်ဗျားတို့လည်းအဆောက်ချိုးတွေပြင်ဖို့တော့လိုတယ်လို့ကျွန်တော်သတိပေးချင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီဒေါ်လာရေးကြီးကတကယ်လို့ပေါ့တစ်စချိုး88ကဆောက်ချိုးပုံစံမျိုးပေါ့နော်ဟို93မှာလေဟိုစပြီးတော့ DB စကွဲသလိုပေါ့အဲ့လိုဖြစ်လာမှလေဟိုအရန်ဆိုရင်လေအဲ့တော့ကျွန်တော်တို့ကဗမာတွေအများစုကိုလည်းကျွန်တော်တို့ပြောချင်တယ် စစ်မဟာဗျူဟာဆိုတာစီးရင်မှလည်ရင်ကတ်တယ်အခုကအရန်ရေးကြီးတဲ့ချိန်ရောက်ပြီဆိုတော့ကိုမျိုးနယ်ကိုဒေသကိုတိုင်းပေါ်လာတိုင်းအစ်စ်ကြီးမရောက်ရင်တော့မျိုးနယ်လိုက်ခရိုင်လိုက်ကိုစစ်ကြောင်းတွေဖွဲ့တင်ပြီမျိုးနယ်တမျိုးနယ်နဲ့တမျိုးနယ်ဆိုအကျယ်ကြီးဗျာခင်ဗျားတို့ကတော့ပလဲဆိုပလဲမျိုးတို့ကဏီဆိုကဏီမျိုးနယ်တို့အဲ့လိုမျိုးနယ်လောက်ပဲမြင်လာမျိုးနယ်ရဲ့စတူပိုင်းမိုင်ပေါင်းကမိုင်ကို9မိုင်10မိုင်ပတ်လည်လောက်ရှိတယ်เนาะ အဲ့လိုကြောင့်ကျွန်တော်တို့ကမြို့နယ်ဒေသအလိုက်မှာဆောင်းရဆိုတဲ့ပါကပါတို့ဘာတို့ညာတို့ local pdf တို့ pdf တို့ခင်ဗျားတတ်အမှတ်မနေနေတော့စုဖွဲ့လိုက်စုဖွဲ့ပြီးတော့စစ်ကြောင်းနေစစ်ကြောင်းနေစစ်ဒေသမှာစစ်ဒေသမှုတွေလည်းစောက်ကြောင်းချမနေအဲ့ကောင်တွေဘာမှမဟုတ်စောက်နေရယူသံတောင်းစားတွေခင်ဗျားစဉ်းစားကြည့်ပြ CRP ရဲ့ခဲ့စကားကိုလည်း NG ရနားမထောင်ဘူး NUG မှာလည်းနှစ်ချံကွဲနေတယ် MOD မှာလည်းလူငယ်နဲ့လူကြီးနဲ့စောက်ပြဿနာတက်နေတယ်။ဒါဆိုတော့ MOD မှာဘာလို့စောက်ပြဿနာတက်လဲဆိုတော့ NUG နဲ့ စီအာပေးဆိုတာလွှတ်တော်အမတ်ကနေဖြစ်လာတဲ့ကောင်တွေကိုအဲ့ကောင်တွေကလက်သက်မွေးထားတဲ့နေရာပေးရတဲ့ကောင်တွေရှိတယ်အခုတော့ဖြည်းဖြည်းချင်းတော့ပြုတ်နေပြီဒါပေမဲ့တကယ်စစ်တိုက်မဲ့လူတွေကိုနေရာမပေးဘူးကျွန်တော်တို့ဒီ EO EA ကိုအောက်မှာ